်မင်္ဂလာပါရှင်တဲလောက်မှာတခြားမုံချင်းတဲ့ကျူစုပါရှင်ဒီနေ့မှာကျွန်မက collector review လေးလုပ်ပြပါမယ်ဒီရင်းလေးတတလေးကတော့တင်းတစ်ဖက်သူရဲ့နောက်ခြေလမ်းပြန်ကဘာဖြစ်မလဲပေါ့เนาะအဲ့တော့သူရဲ့နောက်ခြေလမ်းတစ်ခုကဘာဖြစ်မလဲပေါ့เนาะအဲ့ဒါလေးကြည့်ပါမယ်ဒီရင်းလေးက January time ဆိုမျိုးဖြစ်ပါတယ်အဲ့တော့ဒီမှာကတစ်ဖက်သူရဲ့ energy ပေါ့เนาะဒါက collective လေးရဲ့ energy energy list ပေးထားပါတယ်အဲ့တော့တစ်ဖက်သူရဲ့နောက်ခြေလမ်းဆိုတော့ပေါ့เนาะသူကိုယ့်ရဲ့နောက်ဘက်မှာတစ်ခုဆုံးသူနဲ့ကိုယ်နဲ့ကြား အဲဘယ်လိုမျိုးလက်ရှိမှာရှိတယ် energy ရှိတယ်သူကနောက်ခြေလမ်းကိုယ်နဲ့ပတ်သက်ပြီးသူဘယ်လိုမျိုးခြေလမ်းနေသူတွားဖို့ရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကြည့်ပေးမယ်အဲ့တော့ generating လေးမှုလို့လည်းအားလုံးနဲ့ reason နဲ့ဖြစ်ချင်မှဖြစ်မယ်ဒီပေါ်မှာအရင်ကြီးစီးဝကြည့်မထားဖို့ပြောချင်ပါတယ်နော်အဲ့တော့အရင်တော့အရင်ဆုံး sorry အင်းဆုံးက collective လေးရဲ့ energy ကိုကျွန်မကြည့်မယ်နော်အိုး collective လေးရဲ့ energy ကြည့်ရတယ်ကျွန်မတို့ဒါကချောင်းမြင်နေရတယ် ဒါလည်းချောင်းမြေ heparin ဖြစ်နေတာပိန်းနဲ့ခံစားနာခြင်းခံစားမှုရှိနေကြလို့ဆိုတော့လေ separation decision ဆိုတော့လေတဖသားနဲ့တဖသားတဖသားကိုပေါ်မှာလဲပြားမှုပေါ့နော်လဲစားမှုနဲ့ပတ်သက်ပြီးတော့မှသူနဲ့ကိုယ်နဲ့ကျွန်တော် separation ဖြစ်နေတယ်နာခြင်းနေရတယ်အသက်ကွဲနေရတယ် shocking attract ဆိုတော့လေမထင်မှတ်ဘူးပေါ့နော်မထင်မှတ်တဲ့မထင်မှတ်ပဲနဲ့ကိုယ်ကိုပေါ့နော်သူနဲ့ကိုယ်နဲ့ကဒီမှာမြန်ပိုင် collateral တွေကသူနဲ့ပတ်သက်ပြီးတော့မှ သူကိုပေါ်သက်ဆိုင်ရှိမယ်ပေါ့နော်သူနဲ့ကိုနဲ့ရေရှည်သွားမယ်ဆိုတော့အနေထားတစ်ခုကလည်းသူကပြောင်းလဲတဲ့အရာတစ်ခုဖြစ်လာတဲ့အခါမှာဆိုရင်ပေါ့နော် shocking ဖြစ်သွားတာပေါ့အဲ့ဒါ shit ပေါ့သူမျိုးလည်း shock ရသွားတယ်လို့ပေါ့နော်ငါမထင်မထားဘူးငါငါတစ်ခါသူကမထင်မထားဘဲနဲ့သူတို့ဖြစ်သွားတဲ့အခါမှာဆိုရင်ဒီမှာတွေ့ရတာဒါတစ်ချောင်းတွေ့ရတယ်ဆိုတော့ collective ဘက်ကသူ့ကိုကတ်တက်ကတ်တက်လောက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီအနေထားမှာဆိုရင်ကိုယ်လှည့်ရလှည့်စားတယ်လို့ကိုယ်ယူဆပြီးတော့မှသူ့ကိုသူ့ကြောင့်ကိုနာကျင်ရတယ်ခံစားရတယ်အသက်ကြီးခွဲရတယ်ပေါ့နော်ကိုနာ ိုကိုယ်တိုင်ကအသက်ကွက်ခံပြီးတော့မှပဲ connection တစ်ခုဖြတ်တောက်လိုက်တာမျိုးလည်းဖြစ်ရတွေ့ရတယ်ပေါ့နော်ကိုကသူနဲ့ကြာမှာကျမမြင်နေရတယ်သူနဲ့ကိုနဲ့လူကြီးစွာနဲ့လက်တွဲလာတဲ့အလေးထားတစ်ခုကနေပြီးတော့မှသူ့ဘက်ကပြောင်းလဲမှုတစ်စုံတည်းရအနေပတ်သက်ပြီးကိုလုံးဝ shock ရပါတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတာပိုင်1လေး why sorry collective lady ကလေအဲ့တော့သူနဲ့ပတ်သက်တဲ့ခံစားမှုတစုံတည်းကကိုယ်မှာမထင်မှတ်တဲ့ခံစားမှုကြောင့်ပိုကြည်ကွဲရတာမျိုးပိုနာကျင်ရတာမျိုးပေါ့နော် commercial relationship ပေါ့နော်အဲ့တော့ ပြောမှဆိုရင်ဒါဒီဟာလေးကိုလက်ဆင်ယူပြီးတော့မှပေါ့နော်ကိုကိုပေါ့နော်ဘယ်လိုမျိုးဖြတ်တန်းနိုင်အောင်စူးစမ်းရမယ်ဆိုတဲ့အရာကိုကတွေးနေတယ်လက်ရှိမှာလည်းအဲမှုအုံလုံးနိုင်ကိုစူးစမ်းနေတယ်ပေါ့နော် Latin Go 11 you အဲအတိတ်ပါသူ့တော့ကိုအရန်ချစ်ခဲ့တာမျိုးတွေ့ရတာပေါ့နော်အဲအရန်ချစ်ခဲ့တယ်ဒါပေမဲ့လည်း အဆင်ပြေတော့ဘူးเนาะဒီ relationship ကိုကိုကတော့ကြောက်ခိုင်းတော့မယ်ဆိုပြီးတော့မှကိုပြင်ဆင်နေပြီးတွားနေပြီးပေါ့เนาะကိုဘက်ကအနေရကိုဘက်ကနေဆက်ပြီးတော့လည်းတက်ဟို relationship ကိုကတ်တာလုပ်ခဲ့တဲ့အရာမျိုးတော့ခံစားမိတယ် collective တွေကလေအဲ့တော့ collective လက်ရှိမှာနာကျင်ကြည်ကွဲမှုတွေနဲ့ရှိနေတဲ့အရာမျိုးတွေ့ရတယ်ပေါ့เนาะတချို့နေတွေမှာခြေနဲ့ပတ်သက်ပြီးတော့မှပေါ့เนาะအဲ့တော့ heartbroken နဲ့သူ့ဘက်ကလည်းဒီမှာတော်တော်နာကျင်နေတဲ့ယာမျိုးမြင်နေရတယ်။သူ့ဘက်ကလည်းကိုယ်နဲ့ပတ်သက်ပြီးတော့ separation ဖြစ်တဲ့ခါမှာသူ့ဘက်ကပေါ့နော်အဲတခုခုခံဟိုတခုခု feeling of တော့လေတခုခုဆုံးရှုံးသွားသူလိုခံစားရတာမျိုးပေါ့နော်အတီတရားတွေတော့ရရှိတာမျိုးပြီးတော့ဒီမှာကတော့သူ့နာကျင်နေတဲ့အရာမျိုးနာကျင်တာမှပေါ့နော် deeply half ဆိုအရန်ကိုနာကျင်နေတာကိုယ်နဲ့ပတ်သက်ပြီးပေါ့နော်နာကျင်ကြည်ကွဲနေတယ် ဝန်းနေနေတယ်ပေါ့နော်ဒီ separation နဲ့ပတ်သက်ပြီးတော့မှတော်တော်လေးသူ့ဘက်ကလည်း heartbroken ဖြစ်နေတာလို့ဆိုမြောက်သားကအပြန်လည်နာကျင်နေနာကျင်မှုတွေမြင်နေရတာပေါ့နော်နာကျင်မှုတွေနဲ့ဖြတ်တန်းနေရတယ်သူ့ဘက်ကလည်းကိုယ့်လိုပဲနာကျင်မှုတွေရှိနေတာမျိုးတွေ့ရတယ် situation ဆိုတော့လေဒီမှာတေးကြတာကတော့ attraction နဲ့ flood ပေါ့နော်အဲ့တော့တေးကြတာကသူ့နဲ့တစ်ဖက်သူပေါ့နော်တစ်ဖက်သူက flood ဖြစ်တာမျိုးပေါ့နော်နည်းနည်းလေးဟိုပေါ့ ဆန်ကိုပြချားတယောက်ပေါ်မှာ attention တွေရောက်သွားတဲ့အရာမျိုးမှဆိုရဖြစ်ခဲ့တဲ့အရာမျိုးပေါ့နော်ဒီမှာတွေ့ရနှစ်ယောက်သား energy နဲ့ဖြစ်နေတယ်ပေါ့နော်သူ့ energy ဆိုပေမဲ့လည်းဒီမှာတွေ့ရတာကျွန်မမြင်နှစ်ယောက်သားရဲ့ရှားမှာရှိတဲ့ energy တခုပေါ့နော်အဲ့တော့သုံးတယောက်နဲ့သူက attention တွေရပြီးတော့မှ flash ဖြစ်သွားတယ်ပြီးတော့သုံးတယောက်မှသွားပြီးတော့မှသူပေါ့နော်ကိုကတိသွားတာပေါ့နော်သူတခြားသူပေါ်မှာသူရဲ့အာရုံစိုက်မှုတွေပြီးတော့သူ net ကိုကနေပြီးတော့မှပေါ့နော်သူနဲ့ပတ်သက်ပြီးတော့မှတခြားသူကိုသူစိတ်ဝင်စားရတယ်ကိုသိရှိသွားတဲ့ခါမှာကိုလုံးဝနာကျင်သွားတာမျိုးပေါ့နော်ဒီမှာကအတိတ်မှာရှိခဲ့တဲ့အရာမျိုးတွေ့ရတာပေါ့နော်ဒီသူ့ရဲ့အာရုံတွေပေါ့ပြောမှဆိုတစ်ဖက်သူကလည်းကိုကတော့အယမ်းချစ်တယ်ပေါ့နော်ဒါပေမဲ့လည်းဘယ်လိုဖြစ်လို့သူကအဲ့လိုမျိုးဖြစ်ခဲ့လဲဆိုတော့ပြတ်တယ်ပေါ့နော်ဒီမှာတခြားသူပေါ်မှာသူတော့ကတက်ပါသေးဒါအနောက်ရှက်ပေါ့နော်အနောက်ရှက်နဲ့ပတ်သက်ပြီးသူတို့မြောက်ချမ်းမှာ separation နဲ့ breakup တွေဖြစ်လာတယ်ဆိုတော့သူ့ဘက်ကဘယ်လိုခြေလမ်းတွေနောက်ရှိလာမလဲဆိုတော့ကျွန်မကြည့်မယ်နော်သူကဘယ်လိုခြေလမ်းတွေရှိလာမလဲဆိုတော့ဒါပေမဲ့ဒီကျွန်မမြင်ရတာကလေဒီကသူ flash ဖြစ်တာဆိုတော့အတီတွဲဖို့တော့မဟုတ်ဘူးနော်သူ့ဘက်ကနေတော့ကိုယ်နဲ့တော့လက်ရှိအတီတွဲနေတဲ့ကာလတစ်ခုကနေဒီမှာဇုံကြောင်းနဲ့ပတ်သက်ပြီးတော့မှအတီတော့မဟုတ် brand နဲ့သူစိတ်အပြော်တစ်ခုအဲဘောနောပြတ်ခုရှာရင်းနေပေါ့နော် တရားတည်သွားတယ်ကွာတယ်လေးတည်သွားတဲ့ခါမှာပြဿနာတွေဖြစ်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အကြောင်းအရာအများကြီးဖြစ်နိုင်တယ်ကျွန်တော်ကကျွန်မမြင်နေရတဲ့အရာလေးပြောပြပေးတာပေါ့နော်အဲသူနဲ့ကိုယ်နဲ့ကျွန်မအကြောင်းအရာအများကြီးကြောင့် break up တွေဖြစ်သွားတာပေါ့နော်ပိန်ကိုနာကျင်ရတာမျိုးပေါ့နော်ဒီမှာကတော့ချို့လေးကတော့50%လောက်ကတော့ဒီဈာဝင်အနောက်ရှက်ကြောင့်တင်းတို့လျောက်ချာမှာပြဿနာလေးရှိပြီးတော့မှ assumption ဖြစ်ခဲ့တဲ့အရာတွေ့ရတယ်ဆိုတော့ကျွန်မဒီမှာအဲ final terror လေးနဲ့ကြည့်ပြင်မယ်နော် rose terror လေးနဲ့သူ့ဘက်ကဘလို့ခြေလမ်းနေလှမ်းနေပေါ့နော်တော့သူ့ရဲ့ နောက်ခြေလန်ကပါလဲတစ်ဖက်သူပေါ့နော်ကောလက်ထရဲ့တစ်ဖက်သူရဲ့နောက်ခြေလန်ကပါလေလဲပေါ့နော်ကျွန်မကြည့်မယ်အကြောင်းအရာတစ်ခုစုံကြောင်းလည်းဖြစ်နိုင်သလိုတပ်ပါသူကြောင်းလည်းဖြစ်နိုင်သူတို့သူတို့ကမကြမှာပေါ့နော်အဲ့တော့ကျွန်မငါးကလောက်ဆွဲမလားပေါ့နော်ငါးကလောက်ဆွဲမလားဆိုတော့ competition နဲ့ fire rose ဆိုတော့ mutation ဆိုတော့ဒီမှာတော့ fiber ones ပေါ့နော် fiber ones အနေထားရတယ်ကျွန်မတွေ့နေရတယ်။မြေသားချားတဲ့မှာသူ့ဘက်က machine machine ကိစ္စကြီးကြောင်းပေါ့နော်ဒီမှာလည်း machine machine ကိစ္စဆို fiber ones ဆိုတော့နည်းနည်းလေးပြင်သက်ဖတ်သူမျက်နှာများလာဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်မထပ်ကြည့်အောင်မယ်။သူ့ရဲ့နောက်ရှိလာဘာဖြစ်လာမလဲဆိုတော့ဒီမှာသူ့ energy ရကျွန်မမြင်နေရတယ်ပေါ့နော်သူ့ energy ရမြင်နေရတယ် kinor rose တဲ့ က်ကိုနဲ့ကြမှာပေါ့နော်ဒီ Kinoros မှာဆိုတိတ်တရားလေး stable ဖြစ်တဲ့အနေအထားတွေရောက်နေကြပြီရောက်ရှိပြီးတော့ကိုနဲ့သူနဲ့ကြမှာတွဲနေတဲ့ကာလတစ်ခုတည်းမှာအဲ့လိုမျိုးပေါ့နော်အထင်မဲ့တဲ့ကိစ္စဖြစ်လာပြီးတော့မှအချိန်လေးတစ်ခုပေါ့နော်အဲဖြစ်လာတဲ့အရာမျိုးတွေ့ရတယ်တစ်ဖက်သူတော်တော်လေးဒီမှာကြည့်လုံးဝဒီလက်ရှိအနေအထားမှာ depression တွေဝင်နေတဲ့စိတ်တက်လေးကြာနေတဲ့အရာမျိုးတင်းနဲ့အဲဘောနော11 2ကတော့ကိုဘောနော်ချက်ချင်းပြတာတော့ရှိနေသေးတယ်ဘောနော်ရှိနေသေးတဲ့အရာမှာဆိုရင်စဉ်းစားနေတဲ့အရာမျိုးဘောနော် စဉ်းစားနေတယ်ဘယ်လိုမျိုးဘယ်လိုမျိုးတွေတွားရင်ပေါ့နော်ကိုလက်တလေဘယ်လိုမျိုးလက်ခံလာလာနိုင်မလဲဆိုတဲ့အရာကို तू တွေးနေစဉ်းစားနေခေါင်းတွေကိုက်နေရပေါ့နော်ခေါင်းတွေကိုက်နေရမျိုးစိတ်တွေထွေဖြားနေရမျိုးပေါ့နော်အဲ့လိုတွေ့ရတယ်တစ်ဖက်သူအမေကြီးကလေဒီမှာကြည့်ဦးပြန်လဲပြီးပေါ့သူ့ဘက်ကနေပြီးတော့မှပြန်လဲပြီးအဆင်ပြေခြင်းမှုတွေတော့မြင်နေကြရတယ်ပေါ့နော် အဆင်ပြေမှုတစ်ဖန်နဲ့သူကပြန်ပြီးနောက်ခြေလမ်းတစ်လမ်းမှာကျွန်မတွေ့ရတယ်အဆင်ပြေမှုတစ်ခုစုံတရားနဲ့တင့်ကိုလက်ခံလာဖို့သူပြောဆိုချင်နေတာမျိုးတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ပိုင်ဝန်းလေးလက်ခံမယ်တော့ကျွန်မမထင်ဘူးပေါ့နော်သူတိတ်အယုံကြည်မရှိတော့လည်းဖြစ်ကောင်းဖြစ်နေသူဘက်ကတော့ဒီမှာကြည့်ဖန်လေးပေးထားတယ်ဆိုတော့လေကိုပြန်လက်ခံလာဖို့ဆက်တွေ့ဖို့လေဒါမှမဟုတ်လေတစ်ခုတစ်စုံတောင်းပန်ဖို့လေစူးစမ်းတဲ့အရာတစ်ခုပဲဖြစ်နိုင်တယ်ပေါ့နော် တော့ကျွန်မနောက်ထပ်တစ်ခါထပ်ဆွဲလိုက်မယ်သူတို့ကဘလူးရှိလို့ဆိုတော့တယ်လီမွန်နဲ့အကြမ်းမှာသူကပြောမှာပေါ့တင်အောင်စကားလေးတကလုံးလာလေးနဲ့လာပြီးတော့မှပြောဖို့မြင်နေရတယ်ဒီတယ်လီမွန်ဆိုတာဒီကားတစ်စီးပေါ့နော်ကားတစ်စီးဆိုတာကကိုနဲ့ပေါ့နော်ခီးတစ်ခုကိုခီးဆုံးနိုင်သည့်တွားချင်တယ်ဆိုတဲ့အရာတခုသူဘက်ကနေဒီပန်းလေးပေးပြီးတော့မှစကားတွေဂတိကဝတ်တွေလာပေးတဲ့ energy မျိုးတော့တွေ့ရတယ်ဆိုတော့သူ့ရဲ့နောက်ချီလန်ကတော့ကိုရှိပြန်လာပြီးတော့မှပေါ့နော်သူ ဲဒီ AA 501စနေထားမှာသူလည်းလည်းတချို့အရာလေးရှုပ်ခဲတဲ့အရာလေးပုံမှာပြန်လည်ပြီးတော့မှနောက်ချီလန်တစ်ခုအနေနဲ့သိရှိလာပြီးတော့မှပြန်လည်တောင်းပန်ပြီးတော့မှပေါ့နော်သူဂတိကုတ်တွေလာပေးတာမျိုးပေါ့နော်ကုမမတ်တွေလာပေးတာမျိုးအဲအဲ့လိုမျိုးတွေ့ရတယ်တစ်ဖက်သူကလေမှတ်ပါလေပေါ့ဒီမှာအဲ့လိုတွေ့ရပါတယ် collective တွေ တော့ကျွန်မနောက်တစ်ခေါက်ထပ်ကြည့်မယ်နောက်ထပ်ငါ collector ဆိုရအောင်နော်သူရဲ့နောက်ခြေလန်ကဘာဖြစ်မလဲပေါ့နော်အဲ့တော့ collector လေးရဲ့တစ်ဖက်သူရဲ့နောက်ခြေလန်ကဘာဖြစ်လာမလဲသိချင်ပါရဲ့နောက်ခြေလန်ကဘာဖြစ်လာမလဲဆိုတော့တဲ့ Eidol Rose ပေါ့နော် Eidol Rose ဆိုတော့သူ့ကိုယ်သူကသူယုံကြည်မှုရရှိနေတာမျိုးမြင်နေရတယ်ပိုင်ဝန်လေးလက်ခံမလားအဲသူ့ရဲ့စကားလုံးလေးမှာပိုင်ဝန်လေးလက်ခံလောက်မှာဆိုတော့ယုံကြည်မှုပေါ့နော် လုံခြုံမှုတစုံတရာမြင်နေရတယ်ဒီလိုကလက်ရှိမှာလေသူကအလေးအလုံးနဲ့ပတ်သက်တဲ့အောင်မျိုးရရှိရတဲ့အရာမျိုးလည်းမြင်နေရပါအလုံးနဲ့ပတ်သက်ပြီးတော့မှတနေရာမှာအောင်မျိုးရရှိပြီးတော့မှအလုပ်တွေလုပ်နေတဲ့စူးစမ်းနေတဲ့သူမျိုးဆိုတာတွေ့ရတာပေါ့နော်သူကသူလည်းသူလုံခြုံမှုတော့ပြေဝရရှိနေရမျိုးပေါ့နော်သူကအဲ့လိုမျိုးမြင်နေရတယ်လူလူပြေဝရှိနေတဲ့ခန္ဓာချက်သူ့မှာရှိနေရမျိုးတော့တွေ့ရတယ်လည်းစိတ်ကပြတ်တော့ကပိုင်ဟုံးလေးလက်မခံလက်ခံလက်မခံဆိုတာကိုသူကအရန်ကြီး ြောမှာဆိုရင်ပိုင်ဝန်လေးတွေ sorry sorry နော်ကျွန်မပိုင်ဝန်လေးတွေပြောမပြန်ဘူး collectively အဲ့လိုခဏခဏမှားနေ collectively လက်ခံလက်မခံတာထက်သူ့ကိုယ်သူသူရုံချမှုတွေရှိနေတာပေါ့နော်အဲ့လိုမျိုးတွေ့နေရတယ်အဲ့သူနောက်ခြေလမ်းကတော့တင့်ရှိရောဒီလားမဲ့အရာမျိုးမြင်နေရတယ် gossip နော်အရင်ပုံဝင်ရှင်ကကိုနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ပြောတဲ့အရာမျိုးတွေပေါ့နော် gossip သူနဲ့ပတ်သက်ပြီးတချို့တငယ်ချင်းတွေလာပြောကြတယ်အဲဒီအရာတွေကကိုဖျက်တမ်းခဲ့တဲ့အရာမျိုးတော့ကျွန်မခံစားမိရပေါ့နော်အဲ့တော့ ူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလာပြီးတော့မှကိုအတီးကြီးကိုတငယ်ချင်းတွေကကိုလာပြောခဲ့တဲ့အချိန်ကလာတစ်ခုလေကိုဖြစ်တန်းခဲ့ရအရာမျိုးပေါ့နော်သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျောင်းမဆိုနောက်တစ်ခုတွေ့ရတာကတစ်ဖက်သူကပေါ့နော်ဒီလိုအရာလေးတွေရှိ process ဆိုတာကသူကပြန်လဲပြီးတော့ကိုရှိရောက်ရှိလာပြီးတော့မှပေါ့လာကန်လန့်တဲ့အရာမှာဆိုလဲသူများတကာတွေကကိုနဲ့ပတ်သက်တဲ့ပြောတဲ့အကြောင်းအရာတွေအရင်ခဲလောက်တာမှမပေါ့နော် तू तू လုံးရမယ့်အရာတစ်ခုတည်းပဲ तू တည့်တည့်သွားပြီးလုပ်နေပေါ့နော်အဲတခြား तू လာပြီးတော့ကိုယ်နဲ့ပတ်သက်တဲ့အသိအဖြစ်တွေပြောလိုက်ရအောင် तू ဘီမဆိုင်ပေါ့အဲအဲ့လိုမျိုးကျွန်မခံစားမိတယ်အဲတော့နောက်သူရဲ့နောက်ခြေလန်ကဘာဖြစ်လာမလဲဆိုတော့ကျွန်မကြည့်နေနောက်ခြေလန်ကနောက်ခြေလန်နောက်ခြေလန်ကအရန်စိတ်တွေမြစ်ပင်မဲ့လဲဒီမှာကြည့်တကုတ်တူတူတခြားလေးပေါ့နော်တစ်ဖက်တူပါပေါ့တခြားလေးတကုတ်တူပြန်လဲတိဆောက်ပြီးတော့မှကိုယ့်စီကိုလာပြီးတော့မှ ယုံကြည်မှုရှိရှိနဲ့လာပြောမဲ့အရာတော့ကျွန်မတွေ့နေရတာပေါ့နော်အရင်ဆုံးသူ့ကိုယ်သူသိစောက်တည်ရစိတ်ပိုင်းဆိုင်ရာမှာဒီမှာအရင်စိတ်ညစ်နေတဲ့အနေထားနဲ့ပြန်လည်ထူထောင်ပြီးတော့မှသူ့ကိုယ်သူပေါ့နော်စိတ်ပိုင်းဆိုင်ရာရောသူ့ကိုယ့်ရဲ့ဒီအပြင်ပိုင်းဆိုင်ရာမှာကိုတခြားလေးသူအာယူရဲအရှိန်ယူရဲအပြည့်ဝယူပြီးတော့မှပိုင်ဝန်းလေးတွေရှိလာပြီးတော့မှစကားတွေလာပြောတာမျိုးတော့ကျွန်မခံစားရတယ်သူ့ရဲ့နောက်ခြေလမ်းတစ်ခုပါလေ နောက်ခြေလမ်းတစ်ခုကတွေ့ရတယ်။ဒီမှာဒီမျက်ရည်လေးကျနေတာဆိုတော့မျက်ရည်လေးကျနေတာဆိုတော့ဒီမှာတွေ့ရတာ sirop mirror ဆိုတော့ sirop swap တော့ကျမမြင်နေရတယ်။ဒါပေမဲ့ပိုင်ခွင့်လေးကဒီမှာတူလာတောင်းလားတောင်းဆိုတဲ့အရာတစ်ခုမှာ sirop swap အနေနဲ့တိတ်ပြီးတော့အယုံကြည်မရှိအောင်ဆိုတော့ကျမခံစားမိရပါတော့။ခံစားမိရသူ့ဘက်ကတော့ကိုယ်နဲ့ပတ်သက်ပြီးအနေငယ်ကြေကွဲရတာမျိုးတွေ့ရတယ်။ဒီမှာကြည့် ဆရာဆောင်မှာတချို့လေးဒီမှာကျွန်မလက်မခံဘူးနေနေရဆရာဆောင်သူ့ကိုလုံးဝအယုံကြည်မရှိတော့ဘူးလုံးဝကိုလုံးဝမှုအုံလုပ်လိုက်တာမျိုးပေါ့နော်ဒီမှာလဲကိုကသူ့ကိုမှုအုံလုပ်ဖို့စူးစမ်းနေဆိုတော့လေသူ့ပုံမှာယုံကြည်မှုတွေလုံးဝပျက်စီးသွားတာပေါ့နော်တိဆောက်ထားတဲ့ရာတစ်ခုပျက်စီးသွားတယ်ယုံကြည်မှုတွေလုံးဝမရှိတော့တဲ့အရာမျိုးနဲ့ကိုကသူ့ကံလန်းမှုကိုကျွန်မမြင်နေရလေယုံကြည်မရှိတော့ပေါ့နော်အယုံကြည်မရှိတော့တဲ့အရာမျိုးတွေ့ရတယ်ဆိုတော့လက်မခံတာမျိုးလည်းဖြစ်နိုင်တယ်သူ့ရဲ့ဒီ

့ကိုလုံးဝသူမကြီးမချေမငန်းနဲ့သူပြန်လဲဆက်ဆံမှုကိုကျွန်မမြင်နေရပါသူ့အလျင်မို့ရှင်ထဲမှာနာကျင်သွားနဲ့သူ့သူ့ရဲ့လာပြီးတော့မှစကားပြောဆိုမှုကိုမချေမငန်းဆက်ဆံတဲ့အာမျိုးအဲသူ့ဘက်ကတော့ဒီမှာတွေ့ရတာတော့လေကိုကိုရအောင်တော့သူစူးစမ်းမဲ့ဆိုတော့အရာမြင်နေရတယ်သူပန်ဝင်လေးတွေကအဲ sorry collector လေးတွေကနည်းနည်းသူစွာတဲ့သူတွေပါလိမ့်မယ်တလားနာကျင်တာနဲ့ပေါင်းဆက်ပြီးတော့မှသူ့သူ့လာပြီးတော့မှကို့လာဆက်တွေ့တဲ့ခါမှဆိုရင်ပြည်ရမလားကို့ရှင်ထဲမှာရှေ့ရှိရတဲ့အတိုင်းသူ့နာကျင်ကိုပြောဆိုလိုက်တယ်ပေါ့နော် အဲအဲ့လိုမျိုးတွေတွေ့ရတယ်ဗောနော်အဲ့တော့ကျွန်မထပ်ကြည့်ပြမှာဗောနော်သူ့ရဲ့ကိုယ်နဲ့ပတ်သက်ပြီးမှာကောလက်တလီနဲ့ပတ်သက်ပြီးတော့မှာကောလက်တလီနဲ့ပတ်သက်ပြီးတော့မှာတစ်ခါတူရဲ့နောက်ရက်နောက်ထပ်ချိန်လာပါလဲဗောနော်အဲ့တော့ချိန်တစ်ခါမှာတော့သူကတော့ second first time မှာသူနည်းနည်းသူစိတ်ပြတ်သွားတာမျိုးလည်းဖြစ်သွားနိုင်တယ်ဗောနော်စိတ်ပြတ်သွားတာမျိုး heart broken ဖြစ်တာမျိုးလည်းဖြစ်ရတယ်ကိုယ်နဲ့ပတ်သက်ပြီးကိုယ်ကိုယ်လက်မခံတဲ့အခါမှာဗောနော်အဲ့သူလက်ကသူနောက်ထပ်ဘာတွေများသူ ေလမ်းလေးလှမ်းအောင်မလို့ပေါ့နော်ပထမတော့ကျရင်တော့သူလာသေးမယ်သူတင်ဝင်လေလာပြီးတော့မှလက်ခံမလားဆိုတဲ့အကြောင်းနဲ့ဘာလို့ဒီသူ့ဘက်ကနေပြီးတော့မှစကားလေးပြောဆိုတာမျိုးတော့ကျမမြင်နေရတယ်ဘတ်တာဖလိုင်းကိုကျမခံစားမိတယ်ဘတ်တာဖလိုင်းလို့ဆိုတော့သူ့ဘက်ကကိုယ်ပေါ့နော်ဘတ်တာဖလိုင်းဆိုတော့ပျော်ရွှင်မှုတွေပေးပါမယ်ပေါ့နော်သူ့ဘက်က changes လုပ်ပါမယ်အဲအဲ့လိုပေါ့ခုနပြောခဲ့ commitment တွေ ထပ်ပြီးတော့မှပေါ့နော်ကိုကဒီမှာတချို့လေးတွေမှာဆိုတော့ကိုလုံးဝလက်မခံဘူးတချို့ကသူကဇွဲကောင်းကောင်းအဲဇွဲကောင်းကောင်းဆိုတာက collective လေးတစ်ဖက်သူကလေ collective လေးကလက်မခံတော့သူဇွဲကောင်းနေလာနေပေါ့နော်ဇွဲကောင်းနေတဲ့အရာမျိုးတော့တမန်နေရပါပေါ့နော်သူ့ကိုဘယ်လိုမျိုးလေးထားမယ်ဘယ်လိုမျိုးလေးတွားမယ်ဆိုတော့စကလုံးလေးနေပေါ့နော်လာပြီးတော့မှတင်လာချင်းကပ်ပြီးတော့မှလာပြောနေတဲ့အရာမျိုးပေါ့နော်သူရဲ့ခြေလမ်းကြီးကအဲ့လိုတွေ့ရတယ်တမန်ထပ်ကြည့်ပါဦးမယ်နော် ခတ်သေးပါတီဆိုတော့လေကိုပြန်စုံစည်းခြင်းလေစုံစည်းစုံစည်းခြင်းတဲ့အရာမျိုးကသူ့ဘက်ကပေါ့နော်စုံစည်းဖို့အတွက်သူ့ဘက်ကစူးစမ်းနေတဲ့အရာမျိုးသူစုံစည်းဖို့အတွက်ကလည်းသူကဘယ်လိုမျိုးလဲသိလားတခြားသူတွေရှိရသူ့အပေါ်နော်အကူအညီပေါ့နော်သူ့ရဲ့ဘေးသူကသူ့ဘေးနားမှာရှိအပေါင်းအသင်းတွေရှိကောင်းရှိလိမ့်မယ်ဒီအပေါင်းအသင်းတွေရလဲသူအကူအညီတောင်းပြီးတော့မှ ဟိုကောလက်တလီလက်ခံမလားဆိုတဲ့အကြံဉာဏ်လေးပေါ့နော်အဲသူ့ကိုတော့ပြေးခိုင်းတာကောလက်တလီရှိကိုတော့ပြေးခိုင်းတာမျိုးပေါ့နော်အကူညီတောင်းတာမျိုးလည်းမြင်နေရဆိုတာလေသူ့ဘက်ကတော့အများကြီးမီးမျိုးစုံနဲ့ try လာမျိုးတော့ကျွန်မမြင်သူ့ရှင်းလမ်းပြရတော့လေကိုနဲ့ပတ်သက်ပြီးတော့မှပြန်လည်လက်ခံမှုအတွက်အဲ try နေတဲ့အရာပေါ့နော်အဲ့လိုမျိုးပေါ့နော်မီးမျိုးစုံနဲ့သူ try လာမျိုးတော့တွေ့ရတယ်ဆိုတော့လေသူ့ရှင်းလမ်းကတော့အဲ့လိုမျိုးကြည့်ရတယ်ဆိုပိုင်ဝန်လေးလက်ခံမခံတော့ပြောတတ်ဘူးပေါ့နော် မကြီးခီးဆောင်အေးလေးထဲမှာပန်းလေးကျမမြင်နေရတယ်ဆိုတော့လေအဲ့တော့ကိုနဲ့ခီးလန်းတစ်ခုကိုတွားကျင်တွားကျင်နေပေါ့နော်ကျမအဲ့လိုမျိုးပြင်ဆင်နေချင်တွားမယ်ပေါ့နော်ပန်းလေးလည်းကျမထပ်တွေ့ရတယ်ဟိုပုံမှာလည်းဒီပန်းလည်းပန်းလေးထပ်တွေ့ရတယ်ဆိုတော့လေဒီမှာလည်းပန်းဒီမှာလည်းပန်းလေးထပ်တွေ့ရတယ်ဆိုတော့သူကတော့ရအောင်တော့ try မဲ့အနေထားပေါ့နော်ကိုလက်လက်ခံလာအောင်သူ့ဘက်ကနေပြီးတော့มาပေါ့နော်အချိန်လေးအချိန်လေးအနေထားတစ်ခုပေးပြီးတော့มา ူဘက်ကကြိုးစားမဲ့အရာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ quality တွေလက်ခံလက်မခံတော့ပြောတတ်ဦးဒီမှာတော့တချို့ quality တွေကအရန်ကိုပေါ့နော်စိတ်တအားကြီးရဲ့သူတွေပါတယ်လုံးဝတော့သူ့မရှိမငန်နဲ့သူနာချင်းစဲစကလုံးတွေနဲ့တုံ့ပြန်မှုလေးတွေကျွန်မတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်မနောက်တစ်ခါတော့ဆွဲလိုက်မယ်သူ့ရဲ့နောက်ချင်တဲ့ဘာဖြစ်လာမလဲဆိုတော့ခင်တော့အဲခင်တော့ဖလို့ဆိုတော့ တချို့လေဒီမှာပြန်လာလက္ခဏာမျိုးမြင်နေရပေါ့ဒါမဲ့50 50ပဲတွေ့ရတချို့လက်မှာတချို့ပြန်လာလက္ခဏာတမကြီးစုံစည်းမှုကျွန်မခံစားမိရဆိုတော့လေအဲတချို့လေပြန်လာလက္ခဏာမြင်နေရတယ်နော်ဒီလိုပြန်လာလက္ခဏာမျိုးသူ့ခြေလမ်းတွေသူ့နှမျိုးစုံနဲ့ try နဲ့ခြေလမ်းအဲဒီလမ်းတစ်ခုမှာကိုကနောက်ပိုင်းလက္ခဏာလိုက်တာမျိုးတော့မြင်နေရတယ်ဆိုတော့တချို့လေလက္ခဏာမျိုးပေါ့နော်တွေ့ရတဲ့လက္ခဏာအရာတစ်ခုခံစားမိရဒီမှာ တုံးစီးတဲ့အရာခုတော့ဒီမှာတွေ့ရတယ်ဆိုတော့လေဖန်နယ်လေး200ကောင်မလေးနဲ့ကောင်မလေးဖန်နယ်ဖန်နယ်လေး200ဆိုတော့လက်ခံတဲ့အရာတခုတော့တွေ့ရတယ်ဒီလိုလေအတူပကတော့အများကြီးတော့ကျောင်းလဲလာတယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဗောနော်အရင်တော့ဟုတ်တဲ့သူတယောက်အနေနဲ့ဒီပကလည်းအများကြီးချင်းချက်ဖြစ်လာတာမျိုးလည်းဖြစ်နိုင်တယ်ဗောနော်မာကြီးကျမတို့မှာတွေ့ရတချို့လေးပိုင်ဝန်းလေးတွေကအော်ကောလက်တလေးတွေကလေအဲ့တော့ နည်းနည်းမာနလေးကြီးနေတာမျိုးဟိုကမာနကုမာနအထက်မခံပဲနဲ့ပဲတယောက်တည်းဖြတ်တန်းတဲ့အရာတခုတွေ့ရတယ်เนาะ50 50မှာတချို့50%ကတော့လက်ခံတယ်တချို့ကတော့လက်မခံတော့ဘူးကုမာနတခုနဲ့ကိုတယောက်တည်းဖြတ်တန်းတဲ့အရာတွေ့ရတယ် collective တွေပါလေအဲ့တော့ကျွန်မနောက်တစ်ခါတစ်ခါဆက်ဆွဲမလားပေါ့နော်နောက်တစ်ခါဆက်ဆွဲလိုက်မယ်เนาะအဲ့တော့သူ့ရဲ့နောက်ခြေလမ်းတစ်ခုပါလေတော့ဒါကတော့ကျွန်မခန်းစားမိတာကတော့ ော်လက်တလီရဲ့ energy လို့ခံစားမိတယ်ကော်လက်တလီရဲ့နည်းလေးမာနလည်းရှိတယ်ပေါ့နော်မာနလည်းရှိတဲ့အရာတခုတော့ခံစားမိတယ်အဲ့တော့သူ့ရဲ့နောက်ခြေနဲ့တစ်ခုဘာဖြစ်လာမလဲသိချင်ပါတယ်ကော်လက်တလီနောက်ခြေနဲ့တစ်ခုပါတော့တဲ့နောက်ခြေနဲ့တစ်ခုကကျွန်မတွေ့နေရတာကကော်လက်တလီရဲ့ energy ကိုကျွန်မခံစားမိတယ်လို့ပဲကိုယ်နှလုံးသားတကားပိတ်တော့ခတ်လိုက်တာမျိုးတချို့လူတွေကကျွန်မကြည့် လက်ရှိမှာဘလူးမောက်အရင်ကြီးပေါ့နော်အဲလက်မခံချင်တော့ဘူးပေါ့နော်လက်မခံချင်တော့ကိုယ်နှလုံးသားတော့ပိတ်လိုက်တဲ့အရာမျိုးတွေ့ရတယ်တချို့လေးတွေမှာတွေ့ရတယ်ပေါ့နော်လက်ခံတဲ့ percentage ကတော့အရင်ကြီးတော့များတဲ့အနေထားတော့50% practice ဆိုတော့လေတချို့ကလုံးဝကိုယ်နှလုံးသားတော့ပိတ်လိုက်ပြီးတော့မှ single line နဲ့ဖြတ်သန်းမဲ့ဆိုတဲ့အရာမျိုးတွေလည်းအဲတွားတဲ့အရာကိုတွေ့ရတာပေါ့နော်အဲ့တော့ဒီမှာတွေ့ရတာကတော့လေဟိုတချို့လေးတွေကတော့လက်ခံပေးတဲ့ percentage ရှိရပေါ့နော်ဒါပေမဲ့တချို့ပိုင်ဝင် collective လေးတွေကတော့ သူ့လက်မခံတော့ဘယ်နဲ့ဘာလို့မှအယုံကြည်မရှိတော့ဘောလို့ကိုယ့်နှလုံးသားကိုတော့တော့ခတ်လိုက်တာမျိုးဘောနော်တော့ခတ်လိုက်တယ်မထားသေးဘူးစင်ကလိုက်နဲ့ပဲဖြတ်တန်းအောင်မှာဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲကိုလှုပ်เสียရာရှိနေရှေ့ရှေ့ဆက်ပြီးတော့လိုရမယ့်အရာတွေပလန်တွေအတွက်ပဲဆက်သွားတာမျိုးတွေ့ရပါတယ်ကိုလက်တလေဘောနော်အဲ့တော့တစ်ဖက်သူကိုလာပြီးခြေလှမ်းလှမ်းမဲ့အရာတွေကတော့အဲဒီလောက်ပါပဲနော်အဲ့တော့ပါ sorry ကိုလက်တလေရဲ့ဒီပြိုလေးကိုကျင်းနေမှလို့နှလုံးပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မနောက်ဗီဒီယိုမှာတွေ့ကြမယ်နော်